Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇေယျပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့စူတောင်းပြည်ရွှေဖုံးခွေကျောင်းတိုက်တွင်17ကြိမ်မြောက်စူပေါင်းမဟာဘုံကထိန်နှင့်ကထိန်လျာတင်ကန်းဆက်ကအလူဒန်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျောင်းတိုင်းဒေသကြီးတကုံမြို့တိအရှိပိုင်းမြို့နယ်138ရပ်ကွက်ရှိစူတောင်းပြည်ရွှေဖုံးခွေကျောင်းတိုက်တွင် ဒီကနေ့နိုဝင်ဘာလ2ရက်နနက်9:00နာရီက17ချိန်မြောက်စူပေါင်းမဟာဘုံကထိန်နေကထိန်လျာတင်ကန်စက္ကန့်လူတန်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ကထိန်ဟူသည် ပြဆိုခဲ့သည့်အတိုင်းအကျိုးပေးမြဲမြံခိုင်ခန့်သောအလုံးအကျိုးငါးချက်ကိုတပြိုင်နက်တည်းပေါင်းယုံတိမ်ကြုံပြီးရရှိစေနိုင်သောအလုံး ဖျားဆသောပညာရှိတို့ချင်းမွတ်သောအလုပ်ပင်ဖြစ်ပြီးတင်ငန်းဖြတ်ချုပ်စိုးခြင်းလှူခြင်းခင်းခြင်းအစသော ကထိန်မှုနှင့်ဆက်ဆက်သမျှအရာအလုံးကိုခြုံပြီးခေါ်ဝေါ်တုံးနှုံအပ်သောဝေါ်ဟာရပင်ဖြစ်ပါသည်ကထိန်တင်ငန်းလှူဒန်းရခြင်းဟာအလူများစွာထဲမှမှ အမောမြတ်ဆုံးအလူဒါနပင်ဖြစ်ပါသည်ပုဂ္ဂိုလ်စွဲ့ ဂိုင်းကန္နာဆွဲမထားပဲတန်ခါကုံကိုရီမန်းလူတန်းရခြင်းကြောင့်တန်ခိတဒါနမြောက်ခြင်းနှစ်စဉ်တရင်ကျိုးလာပြည့်ကျော်တရနေ့မှအစ၍တဆောင်မုံလာပြည့်နေ့အထိသာလူတန်းရတာကြောင့်ကာလဒါနမြောက်ခြင်းတန်ခါတော်များအားလက်လာဘက်ဖြစ်ထွန်းစေကချမ်းသာစေခြင်းလူတန်းသူအားအကျိုးငါးပါးတိုးပါစေခြင်းနဲ့တန်ခါတော်တို့အားဝိနည်းသိက္ခာ၅ပါးဖြင့် တင်ရောက်နိုင်တဲ့အာဘတ်တို့ကိုပြင်နိုင်ခြင်းတို့ကြောင့်ကထိန်သင်ငန်းလူတန်းရခြင်းဟာအမှုမြတ်ဆုံးဒါနတစ်ခုပင်ဖြစ်ပါတယ်ကထိန်အလူတော်ဆိုဒီမှာဗုဒ္ဓဘာသာဝင်တို့အတွက်ဖျားမစိန်ကျောင်းမသိန်သင်ငန်းမှာကထိန်ဟုတင်စားခေါ်ဝေါ်လောက်အောင်အမျက်ဆုံးဒါနတစ်ခုဖြစ်ပြီး ကထိန်သင်ငန်းလှူဒန်းရခြင်းကြောင့်ဘဝတန်ရာတက်လျှောက်ကြီးမားသောအကျိုးပေးမှုများကို ဖြစ်ပေါ်စေခြင်း ခီးသွာလာရရင် အတာအစီအနောက်အရှံဘေးရန်ရဲ့ကင်းကွာပြီးအလိုရှိရာသို့အလွယ်ကူစွာရောက်ရှိနိုင်ခြင်းပစ္စည်းဥစ္စာဆုံးရှုံးပစ္စည်းချင်းမှကင်းဝေးပြီးလိုရာခီးပေါ်ပါချမ်းသာစွာသွာလာနိုင်ခြင်းဘေးဥပ္ပအန်ရဲ့အစိတ်အတောင်နဲ့အစာရေစာ ရှားပါခြင်းတို့မှကင်းဝေးပြီးစားကောင်းတောက်ခွဲများအမြဲတမ်းရရှိနိုင်ခြင်းအလိုရှိသောပစ္စည်းဥစ္စာများကို လွယ်ကူလင်မြန်စွာရရှိနိုင်ခြင်းနဲ့ မည်သည့်အရက်ဒေသသို့ရောက်ရာအချံအရံများပေါ်များခြင်းအကြီးအကဲနေရာကိုရရှိခြင်းဟူတဲ့အကျိုးငါးပါးကိုရရှိနိုင်မှာဖြစ်တာကြောင့်ဒီကနေ့ဆူတောင်းပြည့်ရွှေဖုံးဝင်ကျောင်းတိုက်တွင်ကျင်းပပြုလုပ်အပ်သော17ကြိမ်မြောက်စူပေါင်းမဟာဘုံကထိန်နှင့်ကထိန်လျာသင်္ကန်းဆက်ကက်လူရန်ရခြင်းကြောင့်ဆက်ကက်လူရန်သော အလူရှင်များမှလည်း ထိုအကျိုး၅ပါးကိုရရှိနိုင်ပါစေလို့ Sky Daily Media အဖွဲ့သားမှစုမုံကောင်းတောင်းပေးလိုက်ပါရရှင်။